တရိတ်ဆန်ဆေးကုဆရာဝန်တယောက်အနေနဲ့အမေခံရဆုံးမိကုံကတော့ကျမတို့ခွေးလေးတွေကိုဘာကြွေးရမလဲဆိုရမိကုံပဲဖြစ်ပါတယ်။ကျမအမေဖြစ်လေးရှိရဲ့အဖြစ်ရတော့ပြည့်ပြည့်စုံပြီးညွတ်မြတ်တဲ့အဟားဖြစ်ဖို့လိုတယ်ဆိုတဲ့အဖြစ်ပဲဖြစ်ပါတယ်။ American AAFC ကိုသတ်မှတ်ထားတဲ့ complete balance diet ဆိုရယ်စာရင်ပါမယ်ဆိုရင်တော့ဒီစားစာအသက်အရွယ်အလိုက်စားတဲ့အဟားလျောက်ပြည့်ဝအောင်ပါဝင်နေဆိုတဲ့သဘောပဲဖြစ်ပါတယ်။ ခွေးလေးတွေအတွက်အသားဓာတ်ကအရေးကြီးဆုံးဖြစ်ပါတယ်။ဒါကသွေးသားကောင်းမှုအင်အားတက်ဖို့နဲ့အတူဆန္ဒထုတ်ဖစီတဲ့အထိအကျိုးပြုနိုင်ပါတယ်။ဒါပြင်စားစာရွေးချယ်တဲ့အချိန်မှာလည်းတီးတဲ့အသားကိုဖော်ပြထားတာပေါ့နော်။ကြက်သားငါစုံမို့ဝက်သားလို့ဖော်ပြထားတဲ့စားစာတွေကိုရွေးချယ်တင်ပါတယ်။မိမိုင် product လို့ရေးထားတဲ့အစားအစာတွေရောရှောင်ရှားဖို့လိုပါတယ်။ အစီရလည်းတိလေးတွေအတွက်အစာမှာမပါမဖြစ်အရေးကြီးပါတယ်အထူးသဖြင့် omega 3 omega 6တို့လိုမျိုးခြေလက်အဆုပ်အရေပြားနဲ့ကျန်းမာရေးကိုအထောက်အကူပြုစေတဲ့အစီအရေးကိုစားသုံးသင့်ပါတယ်အထူးသဖြင့်တော့ fish wine တို့ chicken fat တို့လိုမျိုး healthy fat တွေကိုပအောင်ထည့်ကျွေးဖို့လိုပါတယ် ခွေလေးတွေကဂစီတဲ့သမားစားဖို့မလိုပါဘူးဒါပေမဲ့ကစုံဥဆန်လုံးညိုတို့လိုမျိုးအည်သွေးကောင်းတဲ့ကာဘိုဟိုက်ဒရိတ်တွေကိုရွေးချယ်တင်ပါတယ်ဒါ့ပြင်ပြောင်းမှုပဲပီးဆက်တို့လိုဖြည့်စွက်စာအတုတွေကိုတော့ဓာတ်မတည့်တဲ့တွေ့လေးတွေအတွက်ရှောင်ရှားဖို့လိုပါတယ်တီလေးတွေအတွက်သရေစာကတော့တိုတက်ကယ်လိုရီရဲ့တနေ့တာကယ်လိုရီရဲ့၁၀ရာခိုင်နှုန်းမကျော်စေဖို့သတိထားဖို့လိုပါတယ်။ပြီးတော့ဒီလူတွေစားတဲ့ချောကလက်တို့ grape တို့လိုအသီးတွေကလည်းခွေးတွေအတွက်အဆိပ်တောက်ဖြစ်စေပါတယ်။ အတိလေးတွေအတွက်ဒါရဲ့ပလန်ကလည်းခွေးတစ်ကောင်နဲ့တစ်ကောင်မတူသလိုမျိုး क्वे ပြနိုင်ပါတယ်ခွေးလေးတွေရဲ့အသက်အကြီးငယ်အသက်ရွယ်မျိုးစိတ်တက်ကြွမှုစင်နဲ့ကျဲမာရေးအခြေအနေတွေအရာအစားအသောက်အဟာရလိုအပ်ချက်မတူတဲ့အတွက်ကြောင့်မို့လို့ဘက်ဒေါက်တာနဲ့လိုအပ်မယ်ဆိုရင်တော့တိုင်ပင်သင့်ပါတယ်တဲ့ခွေးလေးရဲ့ကျဲမာကြီးဟာစားရစားစာရီမှာစတင်ပါတယ်။သူတို့ကိုကောင်းကောင်းမွန်မွန်ကြွေးမွေးပါ။သူတို့ကတဲ့အနားမှာကျဲမာပျော်ရွှင်တဲ့ဘဝကိုပိုင်ဆိုင်နိုင်ပါစေလို့စုမုံကောင်တောင်းရင်ဒီဗီဒီယိုလေးကိုညီကုန်းချုပ်ပေးရစေ။ ကျမရဒေါက်တာချမ်းမှာဒိဋ္ဌိဆေးကုဆရာဝန်တယောက်ဖြစ်ပါတယ်။